င်္ဂလာပါရှင်ခုတစ်ခေါက်ဒီအထင်းလေးတယောက်ပါပြီအခုတစ်ခေါက်အယောင်လေးတွေအရန်လာချစ်ဆရာရန်ကောင်းတယ်တွေ့ရင်လို့ကြိုက်တယ်ဆိုရင်ယူနော်ဒီဟာလေးကတော့စတိုက်တော့ခတ်အောင်မယ်စတိုက်တော့ရပါမယ်အယောင်လေးအရန်လာတယ်အရှင်ကတော့မိုင်လိုဘက်ကိုသွားတဲ့ကာလာမျိုးပြခဲ့တာပေါ့နော်ခုတစ်ခေါက်တော့ကာလာအစမ်းလေးပါဒါလေးကကျတော့အယောင်လေးကခဲပေါ့နော်ခဲရောင်လိုကာလာလေးကာကီရောင်နုနုလေးနော်ခဲရောင်လေးပေါ့နော် ခဲကာကီရောင်အနုလေးပေါ့နော်အရန်လာတာပါသူကဒီလိုချိတ်ကလေးပေါ့နော်ဒီမှာအရှိမလေးရောင်းခဲ့သူတို့ချိတ်ဆွဲလေးနဲ့အလယ်မှာလက်ကိုအစံခတ်လေးနဲ့ချိတ်ကလေးသွားဟာကာလာဒီဇိုင်းလေးလဲစမ်းတယ်အပွင့်ပုံစံလေးလဲစမ်းတယ်ဇီးလုံးလေးလည်းအရန်တန်နေတာလေးရနော်ပြောရမယ်ဆိုအရန်တန်ပါရဲ့ဒီဟာလေးကအခုတစ်ခေါက်အခုတစ်ခေါက်တော့တန်နေသေးရဲ့ပေါ့နော်ဒါလေးကပရီမီယံပိုးလေးကိုပိုဝါအုပ်နေနဲ့ခတ်ထားပါတယ်တင်ပြခြင်းတက်ကံပေါ့နော်ဒီဟာလေးကတောက်လျှောက်လေးရမယ် အရင်တွေ့ရတော့အရန်ကောင်းအောင်ဒိုင်းမွန်းတိုင်ပြီးတော့ပရီမီယာပိုလီနဲ့ဖောက်ထားပါတယ်ဒီအစင်လေးကအစင်လုံးလေးကတော့3သိန်း3ကောင်းဖြစ်ပါမယ်เนาะပေါ်ဝါအုပ်ပါပါတယ်အရောင်ဆဆန်းလေးအရင်လာတယ်အရောင်ရေမျိုးလေးပါကလေးရနံပါတ်၄ရတော့290နဲ့၄ပါနော်၄ကြိမ်ခွဲကျော်ပါလေအဖေပါနောက်တစ်ထည်လေးရကြတော့သူကထော့ပတ်တီရောင်လေးပေါ့နော်ထော့ပတ်တီအနှစ်ရောင်လေးပါ လေးလဲ color set ကိုလင်းပြီးတော့အရန်လာရတာလေးလဲဒီအရောင်လေးပါနော်ဒါလေးကနံပါတ်လေးရတော့295ပါအောက်ပဲရှိပါတယ်ဒီဒီဇိုင်းလေးကိုအရှိတုန်းကလည်းကြိုက်များခဲ့တာအယောင်လေးကဒီခောက်အယောင်လေးတွေကအမှုလေးတွေသွားထားတယ်တော်တော်လေးမှားတယ်လက်ရည်လေးကောင်းတာမျိုးလိုချင်နေဆိုမြင်လေးစီပြီးလာခဲ့ပြီပါအောင်နော်